အိမ်နောက်တော့ဖိုးတူအောင်ဘောလုံးကိုချစ်တစ်ဖက်တည်းနဲ့ပြပြချင်းထောက်ယူလို့ရှေ့ကိုဆွဲခေါ်သွားတော့တယ်။အိမ်လိုသွားနေတော့ဘောလုံးကခြေချော်ပြီးတော့အဝေးကိုလွင့်သွားတယ်။ဖိုးတူလည်းဘောလုံးကိုလိုက်ပြန်ကောက်ရတာငပိန်ကကြောပိထားတာဆိုတော့ဖိုးတူလည်းကြောက်အောင်မသိရတဲ့နှစ်ယောက်စလုံးလေးကြသွားတယ်။ဖိုးတူနင်လုံနိုင်နေရဲ့စိတ်ကိုစုပြီးတော့ဘောလုံးစီကိုသွားငပိန်နင်လည်းလုံနိုင်နေဟာပြန်ထားကြမိဝိုင်းတို့ရဲ့အာပိဒံကိုကြားပြီးတဲ့အခါမှာ ဖိုးတူးနဲ့ငပိလဲနေရကနေနှစ်ယောက်ပြန်ညူထားလိုက်ကြတယ်။အဲ့နောက်တော့လှိမ့်နေတဲ့ဘောလုံးကိုသူတို့ပဲပြန်ယူပြီးမလိုတော့တဲ့၆ဆက်ခန့်အတွင်းမှာကိုဘောက်ကိုကန်ထည့်လိုက်တော့တယ်။အောင်မရွာရဲ့လာပညာတညမှာတော့ဖိုးတူးတို့တွေ TV ကလာတဲ့ဂိမ်းစီစဉ်ကိုကြည့်နေကြတယ်။ရုတ်တရက်ဖိုးတူးဟာဟာလုံလေးမြ мян မြ мян လို့ စက္ကန့်30ပဲကြံတော့တယ်ဟာဒါနဲ့ရှုံးတော့မှာပဲကိုတူပြောတော့တုပ်ဘောဟာလေငါတော့ဥရီရားလိုက်တာမင်းမမလုပ်ကြအောင်ဟမ်သူတို့ပြောနေတဲ့အတွက်မိဝိုင်းမကဟဲ့နားညင်လိုက်တာဟာဂိမ်းဆော်တာကြည့်နေပါလေဆိုမှမင်းတို့တန်နေပြီပဲအဲ့လောက်ဖြစ်နေလေမင်းတို့တော့ဝင်းဆော့လိုက်ကြပါလားမိဝိုင်းအဲ့လိုရွှေ့ပြောလိုက်တော့ဖိုတူးစီမှာအတွေ့တစ်ခုရှာသွားတယ်အေးဟုတ်တယ်မိဝိုင်းမနင်ပြောတာမှန်တယ်ဖြောင်းနေငါတို့သွားဆော့ရအောင်ကွာဟဲ့ငါရွှေ့ပြောတာလေ အေးဖိုးသူပြောတာငါလဲထောက်ခံတယ်ငါလဲအားမရအောင်ကွာဆော့ပြခြင်းလဲနောက်မိငါတို့နဲ့ကြိုက်တယ်ဆော့လဲဆော့ရမှာပတ်စံလဲရမယ်မြပိန်နဲ့ဖိုးသူပြောတာကိုတော်ဘောကပါထောက်ခံလိုက်တယ်။၃ရက်တရားဖြစ်တော့တော့မိဝိုင်းပါလေ။အေးဟာသွားမယ်သွားမယ်။ဒါပေမဲ့ရန်ကုန်ထိဆိုတော့လူကြီးတယောက်ကိုခေါ်ခဲ့မှဖြစ်မယ်ဟာ။ငါတို့ကြည်သွားလို့မဖြစ်ဘူး။ရတယ်။အဲ့ဒါအတွက်မပူနဲ့။ငါဦးလေးစန်းတွေကိုဖုန်းဆက်ပြောလိုက်မယ်။ဒါဆိုငါဖောင်တင်လိုက်တော့မယ်နော်။ဒီလိုနဲ့ပို့ထုတ်လို့လေရအောင်။ ရန်ကုန်တက်ပြီးဂိမ်းဆောင်မှုဖြစ်သွားတယ်။အဲနောက်တော့ပိုတရိုတို့တွေလင်းရင်စီလို့ရန်ကုန်ထွက်လာကြတယ်။လင်းရင်ပေါ်မှာတော့ပိုတူဟာဗရင်းမောက်ကနေအပြေုံနဲ့ကြည်ထလိုက်တာတော့ပေါ်ရ။ကိုတိန်နွေရတယ်လို့ကြာငါတို့နဲ့နင်းနင်းလေးလိုပဲနော်။ဟဲ့တော့ပေါ့။တော့ပေါ်ကတော့ပိုတူပြောတာကိုဘာမှပြန်မဖြေပါဘူး။ဒါနဲ့ပိုတူဟာလည်းကြည်တော့မှတနုံရင်ဖြစ်နေတဲ့တော့ပေါ်ကိုမြင်ရတယ်။ဟာဟဲ့တော့ပေါ့။ မင်းအဲ့ဒါဘာဖြစ်တာလဲကွာတကောလုံးလေးတုံရင်နေရပဲအိုးအိုးငါငါအမြင့်အမြင့်ကြောက်တတ်လို့ပါကွာဟဲ့ောင်းဟဲ့ောင်းနေဟိုငါ့ကိုကြွတ်ကြွတ်ကြီးပေးစမ်းပါကွာဟဲ့ဘာဖြစ်လို့လဲငါအန်ဂျင်လို့ပေးစမ်းပါဟုတ်တော့ဒီလိုပုံစံနဲ့ကစားနိုင်မအောင်မလားငါတို့မြင်အောင်နေဒါနဲ့မိဝိုင်းမလေးကြွတ်ကြွတ်ကြီးတလုံးငပိ့ကိုပေးလိုက်ကြော်တယ်ဟုတ်ခုမှပဲအရှင်ပြေးသွားတော့တယ်ကွာစန်းတဲ့ကတရုတ်ကိုကြည့် လူမန်းသည်ဦးလေးကားနေပြီးသွားပါလေမင်းတို့ကလေရင်စီးကျင်နေဆိုလို့သာဒါနဲ့အမြင့်ကျောက်တက်တဲ့တုပ်ပေါ်ဟာဟိုရရင်ဦးလေးစံနေရတယ်ဟိုကျွန်တော်ဟိုကျွန်တော်လေရင်စီးကျင်နေဗျမမလေးဟဲ့အမြင့်ကျောက်တက်တဲ့ကောင်ကလေရင်မြန်မာစီးကျင်ရတယ်တကယ်တည်းအဲ့နောက်တော့သူတို့တတွေကစားမယ့်နေရာကိုရောက်လာကြတယ်စင်မော်ကိုတက်လိုက်တဲ့အခါမှာပွဲမလာကြတဲ့ပြိတ္တတရားအောက်ကနေလက်ခုပ်ဝိုင်းတီးကြတယ်အစီအစဉ်တိဆက်သူဟာ ာဒီတကောက်ကစားမဲကစားသမားတွေကကလေးလေးတွေပဲတော်တော်တော့မိမိတို့မင်္ဂလာပါဘိုးတူအောင်သူ့စီကို ထိုးပေးလာတဲ့မိုက်ကနေဟုတ်မင်္ဂလာပါဗျတော်တော်တို့ရဲ့အဖွဲ့နာမည်လေးကိုမိတ်ဆက်ပေးပါဦးအင်ကြီးစင်းလုံးလေးနဲ့ချစ်စရာကောင်းလိုက်တာတော်တော်အဖွဲ့နာမည်ကတော့ဖိုးတူကိုဖွဲ့ပါဗျတားနာမည်ကဖိုးတူတနာမည်ကမိဝိုင်းတနာမည်ကငပိန်တနာမည်ကတုပ်ပေါ်ပါဗျအာဟုတ်ပြီဘယ်ကနေလာပြီးရှင်းပြနေတာလဲဦးတို့စီစဉ်ဦး ဘယ်ကနေတွေ့တာလဲဟမ်အောင်မဲရွာကနေလာပြိုင်တာပါ TV ထဲကနေတွေ့တာပါဗျတင်ဆက်သူလေးဖိုးတူတို့အခွင့်ကိုသဘောကျသွားတယ်ကဲဟုတ်ပြီဗျာဒါဆိုကစားနေတွေကစားဖို့အတွက် ready ပဲလားဟုတ် ready ပဲဗျတလုံးနဲ့တင်ဆက်သူအောင်ပထမဆုံးကစားအမိခင်ကိုကြီးညာရင်ညီလေးတို့ပထမဆုံးကစားအမိခင်ကဒီဇွဲပေါ်မှာတန်းစီပြီးရှိနေတဲ့ခွက်လေးတွေကို ဖူစီပေါင်းမို့ပြီးတော့အဲ့တရားလေးနဲ့စက္ကန့်30အတွင်းအောက်ကိုပြုတ်ချအောင်လုပ်ရမှာဒီတော့ပထမဆုံးဂိမ်းကိုဘသူကြီးကစားမှလေအဲ့ဒီရဲ့ချင်းအတွေ့အကောင်းနဲ့ငပင်းအောင်ကိုကြီးကျွန်တော်ဆော့မယ်ဗျအင်းဟုတ်ပြီညီလေးရှစ်ထွက်ခဲ့ပါဒီလိုနဲ့ငပင်းကခွက်ထဲမှာရှိနေတဲ့ဖူစီပေါင်းတစ်ခုကိုယူပြီးမှုန်လိုက်တယ်ဖိုတူတို့အားလုံးကငပင်းကိုအားပေးနေကြတော့လေငပင်းငပင်းလောက်တာငပင်းမင်းကိုယုံနေငပင်းလောက်တာငပင်းလောက်တာကွာမင်းကိုယုံနေ ။ငမိတ်လောက်တာကွ။အဲနောက်တော့စက္ကန့်30တွေးမှလေးသူရှိမှရှိရဲ့ခွက်တီအောင်လို့ဘူစီပေါင်းကလေးလေးနဲ့အောက်ကိုကြအောင်လုပ်တယ်။ညီလေးငမိတ်စက္ကန့်30ပဲကြံတော့ရယ်နော်။စက္ကန့်30ပြည့်တဲ့အခါမှာခွက်တီအောင်လို့လေးအောက်ကိုကြသွားတယ်။ဖိုတူတို့အောင်လို့လေးရှေးရှေးဒါမှငပိန်ကွ။ဒါမှငပိန်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 အစီအစဉ်တစ်ချက်တူလေငပိတ်ကိုလက်ခုပ်တီးပြီးကုံပြလိုက်ခြင်းဟာတော်လိုက်တာကွာ ောက်ထပ်ဂိမ်းညီမကြီးစော့ရအောင်ပါနော်တပြေပြေနဲ့ဂိမ်းညီကခတ်လာမှာပြီကဲဒါဆိုဒုတိယဂိမ်းကိုဆက်သွားလိုက်ရအောင်ဒုတိယဂိမ်းကိုအစီအစဉ်တင်ဆက်သူကဖိုးထရုအာလုံရှင်းပြတယ်နှစ်ဖူးပေါ်မှာအကိုတို့ဟာကုကင်းတစ်ခုကို တင်းပေးထားမှာအဲ့ဒီကုကင်းကိုနှစ်ဖူးအနေတစ်စင်းပဇက်တဲ့ရအောင်လုပ်ပြီးတော့စားရမှာသူများစော့တာတွေမြင်မှုတယ်မလားဟုတ်ကဲ့မြင်မှုပါတယ်ဗျဒါဆိုလဲပါတယ်အောက်ကိုပြောကြရင်တော့ရှုံးမယ် ဲ့တော့ဒီကိန်းကိုရောဘသူဆော့မလဲအစားသောက်ဆိုရင်တိုင်မင်ဆရာမလို့တဲ့တုတ်ပုံကကျွန်တော်ဆော့မယ်ကျွန်တော်ကျွန်တော်ဟုတ်ပြီဒါဆိုရင်နေရာယူပေးပါကဲဒုတိယကိန်းကိုညီလေးတုတ်ပုံဆော့မမယ်ဗျာအားပေးလိုက်ရဒီလိုနဲ့တုတ်ပုံတရားဒုတိယကိန်းကိုစဆော်တယ်မိဝိုင်းမကဟဲ့တုတ်ပုံအစားအစာနော်အောက်ကြမကန်နဲ့ပါဇက်တဲ့ရအောင်လို့ကြာလာတုတ်ပုံကြီး အစားသားနဲ့ပတ်သက်ရင်မင်းကိုယုံနေကွာခြားခြားဒလုံနဲ့တယောက်တမျိုးတုပ်ပေါ်ကိုအားပေးနေကြတယ်တုပ်ပေါ်လေးနှစ်ဖူးပေါ်မှာကွကီးတစ်ခုကိုတင်လိုက်ပြီးစက္ကန့်30အတွင်းနှစ်ဖူးပေါ်ကနေပါဇက်ထဲကိုရအောင်စားတော့တယ်တင်းဆက်သူကအချိန်တူတည်းမှာပါဇက်ထဲရအောင်စားသွားနိုင်တဲ့အတွက်အံ့ဩနေရောတာပါဟာမိုင်းလိုက်တာညီလေးရာအချိန်ဆက်စက္ကန့်ကြီးအောင်လို့သေးရလေကွာဟင်းအစားအစာဆိုတာမျက်နှာပေါ်မထားကောင်းဘူးဗျအဲ့ဒါကြောင့်ပါဇက်ထဲကိုမြင်မြင်ပို့လိုက်တာ ငါတင်သားပဲတုတ်ပေါ့မိနိုင်မှာပါလို့မင်းအစားငတ်တာလေးကဒီတနေ့ရတော့တော့ရတာကွအိမ်တော်တော်အစီအစဉ်တည်ဆက်သူကတတိယမြောက်ခင်းကိုကြင်ညာပြန်နေတတိယမြောက်ကစားမိခင်းကတော့ဒီဝါတူလေးတစ်ချောင်းနှကမ်းပေါ်မှာတင်ပြီးဟိုရှိကဖန်ခွက်လေးတွေကိုတွားထည့်ရမှာကဲအခုခင်းကိုရောဘသူစော့မှလဲဟဲ့မိဝိုင်းမနေရပါစက်ကြီးလေးအဲ့တော့နေစော့ဟာဟဲ့အောင်တော့ပေါ့ လက်ခမ်းတော်တွေပြောပါကွာ။အော်အေးဟုတ်တယ်ဟုတ်တယ်။အဲ့ဒါပြောတာ။ဟဲ့မြဝိုင်းဟိုနေလုံနိုင်ရလား။နေမလုံနိုင်ရင်ရတယ်။ငါလုံနိုင်တယ်။ငါလုံမယ်။ဒါနဲ့မြဝိုင်းမလေးသူကစားမယ်ဆိုပြီးအစီအစဉ်တင်ဆက်သူကိုပြောလိုက်တယ်။တင်ဆက်သူကဟုတ်ပြီ။ညီမလေးမြဝိုင်းကစားမယ်ဆိုရင်နေရာယူပေးပါနော်။ကဲဒါဆိုအချိန်စမှတ်ပြီ။1 2 3 go ။ဒီလိုနဲ့မြဝိုင်းမတယောက်တတိယမြောက်ခင်းကိုကစားတော့တယ်။ မိမိုင်းလေးသူတို့ကြောင်းကိုလက်နဲ့နှကမ်းမော့တင်ပြီးရှေ့ကဖမ်းမလင်းကိုယူသွားတယ်။မိမိုင်းမစိတ်မလောနဲ့နော်အချိန်နေအများကြီးရှိတယ်။ဟိုနေလုံနိုင်မှရဲ့အေးစစ်လို့မိမိုင်းလေးစိတ်တင်လှူရှားနေပြီးတွားနေရင်နဲ့လမ်းမှာသူကနှကမ်းမော့ကနေပြုတ်ကျသွားတယ်။အဲ့ဒီအချိန်တင်ဆက်သူကမိမိုင်းလေးမြင်မြန်လုပ်မယ်နော်အချိန်ကစက္ကန့်20ပဲကျန်တော့တယ်။ဒါနဲ့မိမိုင်းလေးကျူထားတဲ့နေရာကိုပြန်လာပြီးနောက်တစ်ခါပြန်တင်လို့ထွက်သွားပြန်တယ်။ဖိုးထူကတော့ စိတ်အေးတာစိတ်မလုံချာနဲ့အချိန်ရှိတယ်အချိန်ရှိရနော်အဲလိုနဲ့နောက်ဆုံး10စက္ကန့်လိုမှာတော့မိဝိုင်းမတရားနှကန်းနဲ့တဲလာတဲ့ဒုတ်ကိုပလင်းလွတ်တဲ့ထဲ့လိုက်နိုင်နေဘုဒ္ဓရောတုံယဝမ်းသာသွားပြီးတဲကိုတရားဖတ်လိုက်ကြတော့လေရှေးရှေးနိုင်မီ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 ငါတို့သိတယ်ငါတို့သိတယ်နေနိုင်မယ်ဆိုနေနိုင်မယ်ဆိုတာကဲဟုတ်ပြီကစားပွဲတွေကတဖြည်းဖြည်းနဲ့ခက်လာပြီနော်ဟုတ်ပလားကဲဒီတကားနေကုမြောက်ကစားနည်းကိုတွားရအောင် မိကုမြောက်ကစားနေရတော့တပတ်အောင်မင်းရောက်မှလဲရွာသားတွေကဖိုးတို့အိမ်မှာဆိုပြီးဖိုးတို့ကစားတာကိုတီဗီကနေကြည့်နေကြတယ်။ငါတို့ဖိုးတို့ဟာသူတို့လေးကုမြောက်ကိုတော့ရောက်သွားပြီပဲ။နောက်တစ်တခုကစားပြီးနိုင်မီးပြာရှိရ။ဟေးဟုတ်လား။နိုင်ရင်ဘယ်လောက်ရမှာတော့ဖိုးတို့ရဲ့ပထမငပိန်ကစားတာတစ်တောင်းနဲ့ဒုတိယတော့ဘောကစားတာနှစ်တောင်းနဲ့ဟိုတတိယမိဝိုင်းကုလက်ကကစားလိုက်တာသုံးတောင်းနဲ့ရည်ရဲ့ ဒါနဲ့ဖိုတူဘီကဝင်ပြီးပြန်နေဟင်ဒါဆို အခု၄ခုမြောက်က၄တောင်းနံမဟုတ်လားအဲ့တော့မသိသေးဘူးလေဗျဦးရလေဟိုကျုပ်လေတင်ဆက်သူပြောတာပြောပြရတာဗျဘာပဲဖြစ်ဖြစ်ဒီကလေးတွေစော်ရင်တော်တော့တတော်ကြီးကျူးတယ်ဗျာတပတ်မှလေပိုတူတို့ကိုအစီအစဉ်တင်ဆက်သူဟာအခုထိကစားခဲ့ပြီးစူချင်းငွေချောင်းရထားပြီးပြီ ဆက်ဆော့မယ်ဆိုရင်စုချင်းဝင်တသိန်းနဲ့အောင်ဆော့ရမှာတကယ်လို့ဆက်မဆော့ပဲရက်မယ်ဆိုရင်6000နဲ့ပြန်လို့ရတယ်ဆက်ဆော့ပြီးရှုံးရင်တော့ပတ်စံမရဘူးဖိုးတူတို့အားလုံးကတော့တိုင်မြင်ကြတာမလို့ပဲအားလုံးတပြိုင်တည်းပြေးလိုက်ကြတယ်ဆက်ဆော့မှာပါဗျဆက်ဆော့မှာပါဗျဆက်ဆော့မှာပါဗျဒါနဲ့အစီအစဉ်တည်ဆက်သူလေဟုတ်ပြီဗျနေခုမြောက်ကစားနေရတော့ ညီလေးတို့နှစ်ယောက်ကိုဆက်ကျင်မဲ့ပုံစံကြောပြရခိုင်ပြီးကျွန်တော်တစ်ပတ်စီအပူထားမယ်။ပြီးရင်ဟိုရှိရကိုပေါက်တဲကိုဘောလုံးငယ်မီကိုသိမ်းရမှာ။အဲ့တော့ဆော့မဲ့နှစ်ယောက်ရှစ်ထွက်ခဲ့ပြီနော်။ဘောလုံးဆိုကျွမ်းနေဖို့တူပါ။ဒီဘွဲကိုငါဆော့မယ်။ငါရဲ့တွဲပတ်နေနေဘယ်သူဆော့မလဲ။ငါဆော့မယ်လေ။မင်းနေကနှစ်ယောက်။ကိုတူလေသူနဲ့ငပိဆော့မယ်ဆိုပြီးတင်ဆက်သူကိုပြောလိုက်တယ်တင်ဆက်သူကဟုတ်ပြီဒါဆိုဆော့မယ်ညီလေးနှစ်ယောက် ရှစ်ထွက်ခဲ့နော်ကိုပေါင်းရှိတဲ့ဘက်ကိုဖိုးထုကိုမျက်နှာလေးထားပြီးတပတ်ကိုတော့ငပိန်ကမျက်နှာလေးထားတယ်အဲနောက်တော့ဖိုးထုကဘောလုံးကိုချစ်တစ်ဖက်တည်းနဲ့ဖြည်းဖြည်းချင်းထောက်ယူလို့ရှေ့ကိုဆွဲခေါ်သွားတော့တယ်အဲလိုသွားနေတော့ဘောလုံးကကြေကျော်ပြီးတော့အဝေးကိုလွင့်သွားတယ်ဖိုးထုလည်းဘောလုံးကိုလိုက်ပြန်ကောက်ရတာငပိန်ကကြောပိထားတာဆိုတော့ဖိုးထုလည်းကြောက်အောင်မသိရတဲ့အတွက်နှစ်ယောက်စလုံးလေးကြသွားတယ် ဖို့သူနင်လုံနိုင်နေရဲ့စိတ်ကိုစုပြီးတော့ဘောလုံးစီလို့သွားငပိနင်လည်းလုံနိုင်နေဟာပြန်ထကြမိဘိုင်းတို့ရဲ့အာပိဒံကိုကြားပြီးတဲ့အခါမှာဖို့သူနဲ့ငပိလည်းနေရာကနေနှစ်ယောက်ပြန်ညူထားလိုက်ကြတယ်အဲ့နောက်တော့လှိမ့်နေတဲ့ဘောလုံးကိုသူတို့ဘက်ပြန်ယူပြီးမလိုတော့တဲ့၆ဆင်းခန့်အတွင်းမှာကိုဘကိုကန်ထဲလိုက်တော့တယ်အစီအစဉ်တင်ဆက်သူနဲ့အတူအဖေးနေတဲ့တုတ်ပေါ်နေမိဘိုင်းလည်းသူတို့နာကိုရောက်လာတယ်ညီလေးတို့ မောသွားကြပါလားမမောပါဘူးဗျာဒီလောက်ကတော့မနိုင်တော့ဦးတင်ပြီးစိတ်ကိုပူသွားတာပဲဗျာဟိုတော်သေးတာပေါ့နိုင်မှာပါညီလေးအေးစိတ်ပေါ့ကဲဒါဆိုနောက်ဆုံးတကိမ့်မဲ့ကြံတော့လေနောက်ဆုံးကရတော့နှစ်သိန်းနဲ့တော့ညီလေးတို့နှစ်သိန်းနဲ့နှစ်သိန်းနဲ့ဆိုတော့ပို့ခတ်မှာပေါ့နော်ကိုကြီးဟဲ့ဒီလိုပဲပေါ့ကွာစူကြီးပမာဏများလीပို့ခတ်လीပဲပေါ့ဘာပဲဖြစ်ဖြစ်စော့ကြမှာပဲမလား ဒီလိုနဲ့အစီအစဉ်တင်ဆက်သူအားလည်းဆုံးအမယ်နောက်ဆုံးခင်းကြောင်းကိုကြည်ညာရည်နောက်ဆုံးကစားအမယ်ခင်းကတော့ညီလေးတို့အဖွဲလိုက်ကစားအမယ်ခင်းမယ်ဒီလိုနဲ့တို့တို့တည်းနောက်ထပ်ခင်းကိုဆော့ကြရည်ဖိုးတူဟာရှေ့ဆုံးကနေပြီးဖိုးတူနောက်မှာငပိန်နဲ့တော်ဘောတို့ကနေလိုက်တယ်နောက်ဆုံးမှာတော့မိဝိုင်းမအောင်ထားလိုက်ကြရည်ကစားအမယ်ချိန်ဆကနေဘူးစီပေါင်းတွေကိုတယောက်ရှင်မန်းနဲ့တယောက်ကြမှာညှက်လိုက်ပြီး တက်မှတ်ထားတဲ့နေရာကနေထွက်လာကြတယ်။အနောက်မှာတော့ဘူတူဟာဘူစီပေါင်းရှိတဲ့နေရာကိုရောက်လာပြီးဘူစီပေါင်းကိုယူလိုက်တယ်။အဲဒီနောက်တော့အချိန်ကိုလန်းကျစ်လိုက်တော့ဆက်ဆက်ကံမဲ့လောတော့ဆိုတော့ဘူတူဟာအချိန်မရှိဘူးနော်။ငါတို့ပြန်ပြန်သွားရအောင်။တယောက်နဲ့တယောက်ကတ်ထားပြီးတော့ဘောလုံးပြုတ်မကြအောင်လိုက်ခဲ့ကြ။အဲဒီလိုပြောလိုက်တော့တယောက်နဲ့တယောက်ကတ်လိုက်ကြတယ်။ဒီလိုနဲ့ဘူတူလည်းဘောလုံးကိုညှက်ယူလာပြီးတပတ်မှရှိတဲ့ချင်းနှောင်းလေးကိုထိတ်လိုက်နိုင်တော့တယ်။ အနောက်တော်သူတို့အားလုံးဂိမ်းကားစင်းကိုကြော်ဖြတ်ပြီးစုချင်းငွေနှစ်သိန်းကို ရရှိသွားတော်တယ်။အစီအစဉ်တင်ဆက်သူကတော့ဖိုးထုတို့ကြည်ဝါတုံလိုက်တာဗျာ။အစီငါးစင်းလုံးကိုကြော်ဖြတ်နိုင်သွားကြပြီ။ကဲဒီတော့မင်းတို့အတွက်စုချင်းမြရတော့မှာပေါ့နော်။ဒါနဲ့ဒီငွေတွေကိုဘာလုပ်မှာလဲ။လင်းရောက်တစ်ဝက်စီခွဲပြီးရတဲ့ငွေကိုအဖေနဲ့မေကိုကတော့မှာပါဗျာ။ကျွန်တော်ကတော့ရွာအတိုင်းစီအတယောက်စီမှာတိုင်းပညာသင်ကြားမှာပါဗျာ။ဒီလိုနဲ့ နေရလုံးဖြစ်ပြီးတော့တိဆက်သူလေးဟုတ်ပါပြီဗျာဒါဆိုဒီအားညီလေးညီမလေးတွေကိုစုချင်းမြို့အတွက်ဒီပွဲအစီအစဉ်မီးနဲ့ကိုညီနဲ့မင်းငယ်ကိုစင်မြတ်တက်ကိုဖိတ်ခေါ်ပါရစီဗျာအဲ့လိုခေါ်လိုက်တော့ပွဲစီစဉ်တဲ့သူနှစ်ယောက်လေးစင်မုံတက်လာရင်စင်မုံရောက်တော့ဖိုးတူတို့လေးယောက်ကိုပွဲစီစဉ်တဲ့လင်မယားနှစ်ယောက်ကစုချတော့တယ်အဲ့နောက်မှာတော့စုချင်းမြို့ပွဲလေးလေးပြီးဆုံးသွားတော့တယ်ပြဆက်သူဟာ TV ဖန်သားပြင်ပေါ်ကနေကြည့်ရှုအားပေးနေကြတဲ့ပရိသတ်ကြီးတို့ခင်ဗျာကျွန်တော်အစီအစဉ်လေးမှာလာရောက်ရှင်မြိုင်ပြီးအခုလိုစွငွေတွေကိုရယူခြင်းနဲ့ဆိုရင်တော့အခုပဲအိမ်လိုကျညာပြီးရဲ့နောက်မှာကကြောင်ဝဲအစီအစဉ်ပြီးဆုံးသွားကြောင်းကိုလည်းကျညာလိုက်တော့လေဒီလိုနဲ့ခိုးတူတို့အဖွဲ့လေးရွာကိုအောင်ဝင်နေတူပတ်စံနှစ်သိန်းခန့်လို့ပြန်လာခေစားတော့လေ